ဟာပြီးတော့ကျွန်တော်ကဂျီဂျီပါကျွန်တော်ဂျီဂျီ for everything channel ပြန်ပြန်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ပပလေးနဲ့အကျဉ်းခံနေတဲ့ iPhone 70 Air ဆိုတဲ့ကြောင်းလေးကိုတင်ဆက်ပေးကြပါမယ် အတိတ်တွေထွက်လာတဲ့ iPhone တွေကစနစ်ပွေတည်ထွင်မှုတွေများစွာပါဝင်နေဆိုတာကိုတော့ကျွန်တော်တို့ညှင်းလို့မရပါဘူး။ဒါပေမဲ့ဒီနှစ်မှာထွက်တဲ့ iPhone 70မှာလည်းအလွန်ပါတဲ့ iPhone 70 Air ဆိုတဲ့ဖုန်းလေးလုံးပါပဲနော်။အဲ့ဒီဖုန်းလေးကတော့တော်တော်လေးကိုပါပြီးတော့လူများရဲ့စိတ်ဝင်စားခြင်းကိုလည်းခံနေရတယ်။ဒါပေမဲ့လည်းဒီဖုန်းကပါတယ်ဆိုရင်အထားပြန်မှာတော့အကျန်းခံလာမဖြစ်တဲ့ညာဖြစ်တယ်ပေါ့နော်။ဟိုသုံးစားတိုင်းမှာ iPhone ရဲ့ iPhone ဝယ်ဈေးကြီးပေးပြီးတော့လူတွေကကြမ်းမခံမှစွင့်ကြတယ်။ဒါပေမဲ့ဒီအဲ့လိုကြမ်းခံမခံကိုဆက်တက်နေတဲ့ YouTuber တယောက်ရှိပါဦး။အဲ့လာက Cherry Ray Epic လေးဆိုတဲ့ဂရုံးကြီးအဲ့ဂရုံးကြီးကဘယ်လိုဆက် တယ်ဆိုတော့သူ့ဖုန်းတွေဝဲတယ်ဖုန်းဖုန်းကြီးဝဲဒီဖုန်းတွေကိုတန်ဆိုးနဲ့ချွတ်တယ်မှန်တွေကိုချစ်တယ်ဘဲတွေကိုချစ်တယ်ဘာညာပေါ်တော့အဲ့လိုချစ်တယ်အဲ့တော့ဒီလိုတန်ဆိုးနဲ့ချစ်တယ်ဆိုရင်တော့ဒါအချစ်ခံမှာချစ်ခံလိုက်ရင်တော့သူပဲပင်ပဲ့ပါမှာပေါ့နော်အချစ်ခံရင်တော့လူပဲနာကျင်ရတာပဲပေါ့နော်ဒါ emotional damage အဲဒီဘက်မှာတော့ ဒီဒါမဲ့သူ့ရဲ့ထူးဆန်းတဲ့ task ကိုရှိအဲ့ဒါကဒီလက်နဲ့ဖတ်နေပေါ့နော်ဒီဖုံးယူအလဲနဲ့ထပ်ပိုင်းကျုံချိုးတဲ့ task ပေါ့နော်အဲ့ task ပေါ်မှာဆိုရရှင်တုံးတုံးအကြမ်းမခံတဲ့ဖုံးဆိုရင်ထပ်ပိုင်းကျိုးရတာမျိုးတွေကျွန်တော်တွေ့ဘူးတယ်အင်းတော့ iPhone တချို့ iPhone တွေမှာလည်းကျိုးခဲ့တဲ့ iPhone တွေလည်းရှိရပေါ့နော်အဲ့လို iPhone ကတူဆန်းတဲ့လို့ကျိုးရခဲ့လို့ရှိရင်အဲ့ iPhone ကဘောင်းပြေတွေမှာထည့်ကိုေးဝါတက်တာတို့ဘာလို့အဲ့လိုမျိုး error မျိုးတွေဖြစ်တတ်တယ်ပေါ့နော် V body မှာ error ဖြစ်တတ်တယ် ဒီ iPhone 70L တို့သူထပ်ပိုင်းကြအောင်ချိုးကြည့်ရပေါ့နော်ဒါပေမဲ့ချိုးရချိုးရချိုးရလုံးဝမချိုးပဲနဲ့နောက်ဆုံးမှာတော့သူလည်းလက်လျှော့လိုက်တဲ့အနေထားပေါ့နော်ဒါဆိုရင်တော့ iPhone 70L အတော်လေးကိုအကျဉ်းခံပြီးတော့ကွေးလို့ဆန့်လို့လုံးဝအကွေးကောက်တွေဖြစ်သွားနိုင်တယ်မို့မရှိနိုင်ဘူးပြီးတော့ချက်ပိုင်းကျွားနေတဲ့အနေထားမျိုးလည်းမရှိဘူးဆိုတော့ကျွန်တော်တို့သူ့ရဲ့ဆန့်တမှုရတည်နေတယ်ပေါ့နော်အဲဒါပေမဲ့ဒီဆန်တမှုကကျွန်တော်တည်င်းနေနဲ့တက်ဆက်ပြရတော့သူ့ရဲ့ဆန်တမှုအပြည့်စုံတည်ကျင်တော့သူ့ရဲ့ Jerry Evidence ဆိုတဲ့ဟိုဟာပေါ့ဂျူဂျူ channel မှာတောက်ကြည့်ရှင်နေပါတယ်ဟုတ်ကဲ့မကျွန်တော်ဒီမှာတော့ဒီ video လေးကိုဒီမှာဆုံးသက်ချင်